ားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုကနေ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာကတော့124 RCC work ရဲ့ detail measurement ရဲ့124 RCC work ရဲ့ build up estimate ရဲ့ဆိုတဲ့ကောင်းစက်နှမျိုးနဲ့ sharing လုပ်ပေးမှာဖြစ်ပါတယ် ိုက estimate တွေ့မယ်ဆိုလို့ရှိရင်ကိုလက်ထဲကို drawing ရောက်လာမယ်ပေါ့နော်အဲ့ drawing ကကိုက civil ဆို civil drawing ပေါ့အဲ့မှာမှာ archi drawing structure drawing နှစ်မျိုးလုံးကိုလက်ထဲကိုပြည့်ပြည့်စုံရောက်လာမယ်အပြည့်စုံမှုဆိုလို့ရှိရင်လည်းကိုရဲ့စင်နီယာအဲဒါမှမဟုတ်လို့ရှိရင်တုတ်သက်ဆိုင်ရာ department ကိုပြန်ပြီးတော့ပြောရမယ်ပေါ့နော်အဲ့တော့ကိုလက်ထဲကိုရောက်လာတဲ့ဟာတွေက soft copy ဆိုလို့ရှိရင်လည်းကိုက hard copy ပြောင်းပြီးတော့ estimate တွေ့တာပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ hard copy ပြောင်းပေါ့နော်ပြောင်းပြီးတဲ့အခါမှာတို့ကတော့ဒီခေါင်းစဉ် sharing လုပ်မဲ့ခေါင်းစဉ်ကတော့1 to 4 RCC wall ဆိုတော့အဲသူ့အောင်မှာဘာ identity ပါနိုင်လာလဲကိုယ့်ရဲ့ drawing ကိုတစ်ချက်ဖတ်ပေါ့နော်အဲတော့မတို့ဒီမှာတော့124အောင်မှာ footin နဲ့ column နဲ့ပါတယ်ဆိုပြီးတော့အဲ့နှစ်ခုကို sharing တော့မှာဒါကတော့ကိုယ့်ရဲ့ drawing နဲ့သက်ဆိုင်ပဲပေါ့နော်အဲတော့ကို drawing မှာ124ကဘယ်ဟာတွေပါမှာလဲကိုယ့်ကိုပြချက်ပြန်ကြည့်ပေါ့နော်အဲကိုလမနဲ့အထက်အုပ်ယူတွေပါတယ်ဆိုလို့ရှိရင်လည်းကိုလမနဲ့အထက်အုပ်ယူတွေကအဲကိုလမအုပ်ယူဝဲပါတာလားဒါမှမဟုတ်လို့ရှိရင်73ခွဲယူရောပါလား78ယူရောပါလားဒါကတော့ကိုယ့်ရဲ့ drawing ပေါ်ပဲမူတည်တယ် drone ရောတေချာခြင်းညအောင်ဖတ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ခေါင်းစဉ်ကခေါင်းစဉ် GR 124C ပေါ့ဒီမှာခေါင်းစဉ်ကတော့နံပါတ်က6လို့ဖြစ်နေတာအပေါ်မှာသူ့ထပ်မှာလည်းရှိသေးလို့ပေါ့နော် sharing လုပ်မှာဒါလေးပဲဆိုတော့ မှာ6ဖြစ်နေတာဒါကတော့ကိစ္စမရှိဘူးနံပါတ်တွေဆိုကြော်လိုက်မယ်ပေါ့နော်အဲဒီရောက်ကဒါမင်းကောင်းစင် ပြီးလို့ရှိရင်သူ့အောင်မှာခွဲကောင်းစင်ခွဲရဲ့နံပါတ်လေးပြန်တက်တယ်အဲ ABC နဲ့ရေးလဲရတယ်ရောမကနန်ရေးလဲရတယ်ပေါ့နော်နောက်တစ်ခုက footing ဆိုတဲ့ကောင်းစင်ခွဲရှိမယ်အဲခေါင်းစင်မှာမှာသူကအဲသူ့သက်ဆိုင်ရာ train ရောကြည့်မယ်ပေါ့နော်အဲတော့ခုကအဲ structure member တွေတွေ့တာဖြစ်တဲ့ကြောင့်လို့ structure drawing ကိုကြည့်ရမယ်ပေါ့နော်အဲ structure drawing မှာဆိုလို့ရှိရင်တို့က footing footing plan ကြည့်ရမယ် footing plan အနေနဲ့ကြည့်လဲရရဲဒါမှမဟုတ်ရှင် footing ရဲ့ schedule တွေကနေကြည့်လဲရရဲ footing ဘယ်နှမျိုးပါလဲဆိုတာကိုပေါ့နော်အဲ့တော့ footing schedule ကနေကြည့်လိုက်တော့ဒီမှာအဲ footing က F1 type မှာ F1 ဆိုတဲ့တစ်မျိုးပဲပါတယ်သူရဲ့အလျားအနက်အမြင့် height thickness တွေပါတယ် double footing သူရဲ့ footing ရဲ့ depth ပေါ့နော် neutral ground level အောက် အဲဘလောက်ဆိုတာပါတယ်အဲ reinforcement နေပါမယ်နောက်ခွဲ remax ဆိုတာပါတယ်ပေါ့နော်အဲ့မှာဆိုရင်တို့ကတိလာပြီ type ကတော့ f1 တမျိုးပဲရှိတယ်သူ့ရဲ့ size ကလည်း၃ပေပတ်လဲ footin လေးဆိုတာတိလာပြီပေါ့နော်အဲ့တော့အဲအဲ့တော့အမတို့ notes ရှိတယ်အဲ့တော့အဲ notes notes ကိုနောက်ပြကြပြောမယ်နော်ခဏလေးအဲ့တော့ဒီမှာကိုတွက်မဲ့ခေါင်းစဉ်ရဲ့ unit ကိုတိဖို့လိုတယ်နော်အဲ့ကိုတွက်မဲ့ခေါင်းစဉ်က124 RCC wall ဆိုရင်သူ့ရဲ့ unit က cubic feet ထွက်ပြရမှာ ဂျပဖီထွက်ရမယ်အဲ့တော့ဂျပဖီထွက်အောင်ဆိုလို့ရှိရင်တို့ကဘာတွေထည့်ရမလဲဆိုရင်အလှရအနံအမြက်သုံးခုလုံးမြောက်ပေးရမယ်ပြီးရင်သူ့ရဲ့နံပါတ်တွေထည့်ရမယ်ပေါ့နော်အဲ့တော့အမားတို့ notes လေးတွေရှိတယ်ပါပါเนาะ ဖူတင်ဖူတင်ကိုတွက်မယ်ဆိုလို့ရှင်နဲ့နံပါတ်ကိုပလန်ကားရမယ်အလျားအနံအမြင့်ကိုအလျားအနံကိုစကေဂျူးရရမယ်အမြင့်ကိုဖူတင်တီထည့်ရရပါမယ်တဲ့နော်အဲ့ကကြတော့ကြည့်ရအောင်နံပါတ်ကောက်ဖို့ရအတွက်ဆိုရင်ပလန်ကိုတွက်မယ်ပေါ့အဲ့ဒီမှာတော့ F1 တစ်မျိုးပဲပါတာဆိုတော့ F1 နေကုန်လို့ရေးလိုက်မယ်ပေါ့နော်ရေးတဲ့အခါမှာလဲကိုကကိုရဲ့ hard copy မှာ grade တစ်ခုကိုအပီးတက်ရေး grade တစ်ခုချင်းအပီးတက်ရေပေါ့နော် grade အပီးတက်မရေပဲနဲ့အဲ1နှစ်3သွားလိုက်4 5 6အဲ့လိုမျိုးတွေမသွားနဲ့ပေါ့နော် grade နဲ့သွားမယ်ဆိုလဲ grade အဲ horizon နဲ့ grade အပီးတိုင်းကိုရေပေါ့1နှစ်3 4ဒါမျိုး4ခုဘယ်နဲ့ဘယ်နဲ့ grade ရှိရလဲပေါ့နော်1နှစ်3 4 4ခု grade ရှိတာ4ခု4ဆို46 46ရဲ့ဒီရှိရ2ခွဲဆိုတော့78ပေါ့နော် အဲ့လိုမျိုး create a p တရေရေးပြခိုင်တာကိုယ့်ရဲ့ဒီ hard copy စာရွက်လွတ်တဲ့နေရာနားမှာဒီနားလေးမှာပေါ့ဒီဘယ်နားဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ hard copy စာရွက်လွတ်တဲ့နေရာမှာ F1 သူရဲ့ size ကစကေဂျူအဆွမ်းနာကြည့်လာပြီ၃ပေပတ်လဲ၃ပေအမြောက်၃ပေပြီးလို့ရှိရင်သူရဲ့ number က18လုံးဆိုပြီးကိုယ်ဟက်ကော်ပြီးမှအဲခဲတန်တို့ဖောပင်တို့ ਨੇ ရေးမှတ်ထားလိုက်တော့ပေါ့နော်ဒီမှာတော့ F1 တစ်မျိုးတည်းပါတာဆိုတော့တိတ်မသိတောင်းနောက်ဘလိုနေရာတွေမှာဆိုရင်သိတာလဲဆိုရင် F1 နေ F2 တွေ F3 တွေ footing တွေအမျိုးအစားမတူတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကိုကအဲတစ်ခါတည်းလာရေးထားပြီးတော့မှ excel ထဲကို တန်းထဲရိုက်ထည့်လိုက်လို့ရရယ်ပေါ့နော်ဒီမှာကိုက drawing မှာချက်ခဲ့ပြီဆိုတော့လေနော် drawing မှာ hard copy မှာကောက်ပြီဆိုတော့ excel တွေကိုထည့်တဲ့အခါမှာလွယ်လွယ်ကူထည့်လို့ရတယ်နော်ဒါတော့လွယ်ကူအောင်လုပ်တဲ့ tips လေးတွေကိုပြပြပေးတာ tip လေးတွေကိုပြပြပေးတာအဲ့တော့ဒီမှာဆိုရင်တို့ရလာပြီစောနာတော့ကဟုတ်တယ် F1 နံပါတ်ကဘယ်နှလုံးရှိလဲဆိုရင်တို့ကဒီမှာကတော့ project ကတစ်ခုမလို့1ပေါ့နော် total အလုံးကြီးက16လုံးမလို့16လုံးရိုက်လိုက်တယ်ပြီးတော့ဒီမှာအလျားအလျားမှာကအဲ3ပေ သုံးပေဆိုတော့ဒီမှာသုံးပေရိုက်မယ်ဒါပေလက်မတွေဆိုတော့သူကပေကိုဝဲထည့်မယ်เนาะ sorry ပေလက်မလက်မတွေကိုလည်းပေပြောင်းပြီးထည့်မယ်လို့ပြောတာ နော်ကိုလမ်းမဆိုလို့ရှိရင် ပေပြောင်းတော့ကိုကိုစနစ်နဲ့စားလိုက်တော့ zero point seven five ရတယ်အဲ့လိုပြောတာနော်အဲ့တော့ food in height food in height ကိုထည့်ချင်တယ်ဆိုလို့ရှိရင်တို့ကဘယ်လိုလုပ်မလဲဆိုရင်စောနာတော့က schedule ပေါ့နော် schedule မှာတခါလေကျတော့ဒီ food in ရဲ့ schedule မှာလည်းပေးတတ်တယ်တကယ်တခါလေကျလည်း schedule မှာမပေးဘဲနဲ့ဒီလိုမျိုး food in detail မှာပဲသွားကြည့်ရတဲ့ခါမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူ့ရဲ့ food in ရဲ့ depth ဆိုတာဘာပြောရလဲဆိုရင်ဒီဟာလေးကိုပြောတာ food in ရဲ့ depth depth ဆိုတာတော့ဘယ်ဘယ် view ကပဲမြင်ရမှာလဲဆိုရင်ဒီလိုမျိုး elevation တို့ section view တို့အဲ့လိုမျိုးကပဲမြင်ရမှာလေနော် ်ပလန်ကကြတော့သူ့ရဲ့အလျားအမြအနံကိုမြင်ရတယ်လေနော်ဒီမှာဒါအလျားဒါအနံဒါကတော့ size ကတူနေရဆိုဘယ်ဟာအလျားဘယ်ဟာအနံခေါခေါတူတူပဲလေနော်အဲ့တော့ပလန်ကနေအလျားရဲ့အနံရရမယ်နော်ဒါမှမဟုတ်လို့ရှင်လဲ schedule ကနေရမယ်သူရဲ့ height ကိုကြတော့ schedule မှာပေးထားတဲ့ schedule ကပေးထားတဲ့ဟာကိုထည့်ပေးမထားဘူးဆိုလို့ရှိရင်သူက session view ဒါမှမဟုတ်ရှင်လဲ elevation view တခုကွက်နေလာကြည့်ရမယ်။နောက်အဲဆိုသူရဲ့ footing ဆိုတာအခုအပြရန်အောင်အပြရန်အောင်လေးရတာဟိုပါပဲ။ အပြာရောင်တုံးဒီတုံးလေးကဖူတင်မယ်နော်အဲ့တော့အိတ်ဆဲမှာထည့်ရအောင်ကိုလက်မကိုလက်မဆိုတော့သူက equal ချမယ်နိုင်ပိုင်တွဲအဲ့တော့တခါတည်းကိုလက်မကိုပေးလို့0.75လို့တည်ရယ်ဆိုတော့တခါတည်းရိုက်ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ contact ကွာမှာမျှောက်လက်ကိုထည့်မယ်အဲ့တော့ formula AZ formula ကြီးထည့်မယ်ဆိုလို့ရှင်သူက equal ချရတယ်ပြီးတော့ product နဲ့မျှောက်ပေးလိုက်တယ်ပေါ့နော် product ပြရအောင်လို့ရလိုက်ရင် product ဘယ်ကနေဘယ်ထိမျှောက်မှာလဲဆိုရင်ဒီ equal ကနေဒီ equal ထိပြီးရင် under ခောက်ပေးလိုက်ဒါဆိုရပြီပေါ့နော်အဲ့တော့ခါသူ့ရဲ့ unit က ူနဲ့တန်းတန်းမှာဆွဲချလိုက်နော်ဒါဆိုရင်တော့ food tin ကတလုံးပဲပါတာတစ်မျိုးပဲအမျိုးအစားတစ်မျိုးပဲပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ F1 တစ်ခုပဲတွက်ပေးလိုက်အောင်မယ်ရပြီနော်အဲတော့ F1 ပြီပြီဆိုလို့ရှိရင်နောက်တစ်ခုက column ကိုသွားမယ်ပေါ့ column ကိုသွားမယ်ဆိုလို့ရှိရင်တို့က column မှာမစောနာပြုတ်ခဲ့တယ် short column ရှိတယ်နောက် column နေရှိတယ်အဲတော့အဲ side photo လေးတစ်ချက်ပြပေးမယ် food tin ဆိုတာ နော်ဖူတင်ဆိုတာဒီနာဟာလေးတွေပြဖူတင်ကျင်းတူးတဲ့ခါမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲတွက်လေးတပြင်းလုံးတပြင်းလုံးကြီးကိုတူးရတာမဟုတ်သူ့ရဲ့ဖူတင်ကျင်းလေးတွေဝယ်လိုက်တူးရတာကျင်းလေးတူးမယ်ပြီးရင်သူ့နှုတ်နှစ်ခုကြားထဲက rainy wall လေးတွေလိုက်တူးမယ်အဲ့လိုမျိုးပေါ့နော်အဲ့လေးပဲတူရုံပဲအဲဆဆအောင်ဆုံးဂျူနီယာလေးတွေဆိုလို့ရှင်ကဘလို့ပြင်တတ်လဲဆိုတော့အဲတပြင်းမြေချင်းတူးတယ်ဆိုလို့ရှင်အဆောက်အကုံလုံးပေါ့နော်တပြင်းလုံးကြီးတူးလာလားဆိုပြီးတော့ဟိုအထင်မှားတတ်ကြရပါတော့နော်အမတို့ဟို ဒီ estimate စပြီးတော့လေးလာတော့ကတော်တော်ကဆိုလို့ရှင်လည်းအဲ့လိုပဲနားမလဲဘူးလေနော်နားမလဲတော့ခါကျအကုန်လုံးတစ်ပြင်းလုံးတူရမှာလားဘာလားဘာအမျိုးစားပဲနားဘာကွာလဲမသိဘူးလေနော်အဲ့လိုမျိုးဆိုတော့အဲအခုတော့တရားလို့ဒါလေးကိုပြတ်ပေးတာသူတတ်မှတ်ထားတဲ့ plan အတိုင်းပဲတို့ရဲ့ဒီ drawing တွေအတိုင်းပဲသူပြထားတဲ့နေရာလေးအတိုင်းပဲတူးရုံပဲနော်ဒါကဒါက ဒီဒီဒီနေရာလေးတွေလိုက်တူလိုက်ရမယ်အဲ့ raining wall ဆိုလည်းအဲ့လိုပဲသူတို့ရဲ့သူတို့ food တင်နှစ်ခုရဲ့ဂျားတွေကိုလိုက်တူလိုက်ရမယ်เนาะအဲ့လိုမျိုးအဲကြားထဲမှာပါဖြစ်မှာလဲဆိုဒီနေရာမှာတို့အကွက်ဆိုရင်ဒီကွက်နေရာသူရမြေကြီးအောက်မှာမြေကြီးတွေကျန်ခဲ့မှာเนาะဒါကတော့နောက်တွင်လဲတွတ်ပါများရင်အဆင်ပြေသွားလိမ့်မယ်เนาะအဲ့တော့ဒီမှာကတော့ sharing လုပ်နေတာက အဲ့တော့ဖူတင်ပြီးသွားပြီဆိုရင်နောက်တစ်ခါက column column မှာမှာ short column short column ကအဲဘယ်အထိလဲဆိုရင်သူက print လဲပဲအထိပေါ့နော်အဲဒီ round line တဲ့ဟာဒါ short column ပဲဟုတ်တယ်မလားဒါ short column ပဲဒါကြောင့်ဘင်းနဲ့တခါရေး long line တာမလို့ short column ပျောက်သွားတာ ဲ့တော့တို့က short call လန်တွေ့မယ်ဆိုလို့ရှိရင်တို့ရဲ့ drawing ကိုတစ်ချက်ကြည့်မယ် identity ပေါ့နော်အဲ short call လန်ကဘယ်ထိလဲဆိုရင်ဒီ plain level အထိကို short call လန်လို့ခေါ်မှာเนาะအဲ့တော့ short call လန်ရဲ့တွေ့မယ်ဆိုလို့ရှိရင်တို့ကသူ့ရဲ့အဲ unit ကပါလဲ unit က cube fee ပဲသူ့ရဲ့ number ကောင်းပဲအလျားနံအမြင်ကောင်းလိုက်ရပြီအဲ့တော့ဒီမှာသူ့ရဲ့ plan ကိုတွေ့ကြည့်မယ် column plan ကိုကြည့်မယ်ပေါ့เนาะအဲ့တော့ column plan ကိုကြည့်မယ်ဆိုတော့ဒီမှာကတော့ ဟိုတစ်ထပ်လေးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကော်လန်လည်းအမျိုးအစားတစ်မျိုးပဲပါတယ်အဲ့တော့နှစ်ထပ်သုံးထပ်တွေဆိုလို့ရှိရင်တော့ကော်လန်ရဲ့အမျိုးအစားတွေကလည်းစိုက်ချင်းတာပါညာနဲ့မတူတတ်ဘူးအဲ့တော့ schedule ကိုပဲကြည့်ရကောင်းတယ်ပေါ့နော်ဒီမှာ column schedule မှာ C1 ပါတယ် PC ဆိုတာပါတယ် PC ဆိုတာ pro column ဟိုခေါ်တာပေါ့ဖြစ်နေမယ်ပေါ့နော်အဲ့တော့ PC ကဘာမှမသိဆိုသူကတခါလေးကြားတယ်ဒီ remake ထဲမှာဘာလို့ဆိုလို့ချင်တာဆိုတာမျိုးကြီးထည့်ပြီးတယ်နော် အဲ့တော့ဒီမှာတော့ C1 မျိုးစားတစ်ခုပဲပါတယ်။ C1 ကိုတွက်မယ်။ Um C1 ကိုတွက်မယ်။သူကတွက်နေတဲ့အခါမှာလဲ broccoli ဆိုတာဘယ်နာကိုပေါင်းပါလဲဆိုတော့သိရအောင်ပဲပေါ့နော်။ဘယ် level တူဘယ် level လဲပေါ့။ဒါကကြတော့ broccoli ကကြတော့ဒီ roofing ကနေပြီးတော့ roofing ကနေပြီးတော့ဒီ roof တွေကိုလှမ်းထောက်တဲ့ဟာလှမ်းထောက်ထားတာပေါ့နော်။အဲ့တော့တို့တွက်နေတာကဒီအောက်ချမ်းကိုတွက်မှာဆိုတော့သူနဲ့မဆိုင်အောင် broccoli နဲ့မဆိုင်အောင် C1 တစ်မျိုးပဲရှိမှာပေါ့နော်။ เนาะအဲ့တော့ဒီအပြာရောင်ကနေထွက်လာပြီးတော့ဒီဘင်းဒီဘင်းထီသွားရှိပါเนาะအဲ့တော့သူကဘင်းစာထီကိုအပြည့်ယူမှာပေါ့เนาะဘင်းကြံမှာနှုတ်ပါအဲ့တော့ကော်လန်နီကိုအပြည့်ယူမှာ အဲ့တော့ဒီကနေပြီးတော့ sona ရော schedule ကနေပြီးတော့အလျားနံရမယ် C1 ရဲ့ size ကကိုလက်မအမြောက်ကိုလက်မအလျားရဲ့အနံရပြီးအမြင့်လို့တည်တယ်အမြင့်ကကြတော့ session သို့မဟုတ် elevation view တစ်ခုခုကရမယ်ဆိုတော့ဒီ session detail ကနေတော့ကြည့်မယ်ပေါ့နော်ကြည့်တဲ့အခါမှာတော့ plain level အထီဆိုတော့မြေကြီးအောက်မှာကသူကနှစ်ပေမြေကြီးထက်မှာနှစ်ပေအမားတို့ short column နေတွက်တဲ့အခါမှာမြေကြီးအောက်ကိုတစ်ပိုင်းတွက်တယ်မြေကြီးအထက်ကိုတစ်ပိုင်းတွက်တယ်ပေါ့နော်နှစ်ပိုင်းခွဲတွက်တယ်အဲ့တော့အိတ်ဆဲမာရိုက်တဲ့ခါမှာ short column ဆွဲကောင်းစင်အောင်ပါပ ဲ under neutral ground level ရဲ့ above neutral ground level ဆိုပြီးပြန်ခွဲတယ်။အဲတော့ C1 ကလည်း number ကောက်ချင်တယ်ဘယ်ဟာယူမလဲပေါ့နော်။အမတို့ဒီ notes လေးကိုကြည့်အောင် column column မှာ short column မှာ under ရဲ့ above ရဲ့ပြန်ခွဲပါမယ်တဲ့။အဲတော့ number က plan ကရမယ်။ size တွေက schedule ကရမယ်။ height က foot density ကရမယ်နော်။အမတို့ဒီမှာ detail လေးတွေ notes လေးတွေအလွယ်ကူဆုံးဖြစ်အောင်ထုတ်နှုတ်ပေးထားရဲပေါ့နော်။ တော့နံပါတ်ကဆွမ်းလာဖူတင်အတိုင်းပဲဖြစ်မယ်ဒါ plan ကရေးလိုက်ပေါ့နော်ရေးလိုက်တဲ့အခါမှာ session လုံးမရရတယ်အဲ့တော့ project ကတခုမလို့တိ session လုံးမလို့ session ပြီးတော့သူ့ရဲ့ size က6လမ်းမ equal 9 by 12တာအဲ့တော့ရိုက်ပြီးရဲ့ခါမှာနောက်တစ်ခါမှလည်း equal ချက်ရင်9 by 12လောက်ထပ်မရိုက်တော့ဘူးဘာလို့မလဲဆိုရင်ဒီ equal လေးကိုဟိုဘက်ကို copy ကူးလိုက်လိုလေးဆွဲသွားလိုက်ရင်ဒီလိုလေးဆက်လက်ပေးလိုက်ဆက်လက်ပေးပြီးတော့ down ဒီအစိမ်းရောင်အတုံးလေးမှာ ပောင်းအပောင်းအမဲလေးပေါ့နော်အပောင်းအမဲလေးပေါ်လာပြီဆိုသူ့ကိုဆွဲလိုက်ရင်ဒါ copy တပေါ်ပဲအော် line ဖြစ်သွားပြီအဲ့တော့ height ကိုထည့်ဖို့လို height က under natural ground လည်းပဲဆိုတော့ under ဆိုတော့မြေကြီး out ဆိုတော့သူကဘယ်လောက်ရှိမှာလဲမြေကြီး out ဆိုတော့ဒီနေရာလေးပဲရှိမှာပေါ့နှစ်ပေပဲရှိမှာပေါ့နော်နှစ်ပေပဲဒီ footing အထက်ကနေပြီးပြန်ဒီ natural ground လည်းပဲအောက်ကြားရဲဆိုတော့သူကနှစ်ပေကိုထည့်မယ်။ height ကနှစ်ပေ။ အဲ့တော့ဒီမှာဆောနာရာ product နဲ့မျှထားတဲ့ဟာရှိတယ်ပေါ့နော် product ကဒီနောက်က unit ကိုတော့ copy ကူးခြင်းတာအဲ့တော့တို့နှစ်ခုလုံးကိုဆက်လက်ပြီး control c ဒီနောက် control c နဲ့ယူလိုက်ယူပြီးတော့ကိုချခြင်းတဲ့နေရာမှာဆက်လက်ပြီးပြီးတော့ control v နဲ့ချလိုက်တပက်ကလစ်ခောက်လိုက်ခောက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တို့ဒီမှာ product နဲ့မျှထားတဲ့ဟာအတိုင်းပဲဒီမှာလည်း product ဆိုပြီးဝင်လာတယ်နော် တော့နောက်တစ်ခါဒီ above neutral ground level ကလည်းဘာလဲပဲဘာပဲလဲဆိုရင်ဒီ C1 ပဲ C ရ column ကထပ်ပြီးအမျိုးအစားပြောင်းလဲတာမျိုးမရှိဘူးအဲ့အတွက်ကြောင့်မလို့ဒီအပေါ်အဟာကိုပဲ copy ကူးပြီးတော့ copy ကူး copy မကူးနဲ့ပေါ့နော် link ချိန်မှာ link ချိန်တယ်ဆိုတာဘာလဲဆိုရင် equal ချမယ်တရားကိုဆက်လက်ပေးမယ် enter ခောင်းမယ်အဲ့တော့တစ်ခုကိုချိန်ပြီးပြီဆိုတာနဲ့သူတို့ကိုအလျားအနက်အမြင့်အကုန်လုံးကိုချိန်ပါ ချိတ်ပြီးသွားပြီဆိုရင်ဒီနောက်က product ကြီးကိုပါဒီလိုမျိုးထပ်ဆွဲသွားရဲဆိုလို့ရှင်တော့ဒီဟာကြီးကိုပဲ link ညဝင်နေမှာပေါ့နော်တို့ကဒီနောက်ကအဲ link အများဆုံးချိတ်တာပဲပဲချိတ်လဲဆိုရင် number ကွက်တွေအလျားအနံ့အမြင့်တွေပဲ link ချိတ်တာများတယ် link ချိတ်မှာပေါ့နော် link ချိတ်မှာဒီနောက်က detection တွေ contact တွေ total တွေမချိတ်ဘူးအဲ့ဒါတခု queue ဆိုင်ရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒီ product ပဲဖြစ်ချင်တာဆိုတော့သူ့အောက်ကိုဆွဲထားလိုက်ဆွဲထားလိုက်ပြီးဆိုရင်လည်းသူကသူ့ရဲ့ဟို formula က copy ကူပြီးသားဖြစ်သွားရပါတော့။ကိုနောက်တစ်ခါပြန်ပြီး product ဆိုပြီးပြန်မြှောက်ပေးနေစရာမလိုတော့ဘူးနော်။အဲ့တော့အမတို့ဒီနေ့ sharing လုပ်ပေးခဲ့တာကတော့1 to 4 RCC work council အောက်ကဒီ digital measurement format ပေါ့နော်အဲ့အောက်ကနေပြမှာ1 to 4 RCC work ရဲ့ footing ရဲ့ column ရဲ့ပြီးသွားပြီပေါ့နော်အဲ့တော့အမတို့ BE format လေးချိန်ကြည့်အောင်သူတို့ရဲ့ total ကိုပေါင်းလိုက်မယ်ဒီမှာကတော့နောက်ထပ်တွက်မယ် solution တော့ column မှာလဲ long column နေ bin နေ slot တွေရှိသေးရပေါ့နော် ။ဒါပေမဲ့ဒီမှာတော့ဒီ footin နဲ့ shotgun လေးကိုပဲတွေ့ပြမှာဆိုတော့ဒီကတိုးတဲနေရမှာတိုးတဲပေါင်းလိုက်မယ်။ကိုတိုးတဲပေါင်းနေတဲ့အကွက်လေးကိုကာစာလေးကိုခြာလိုက်။ခြာပြီးရတဲ့ auto sum ကိုနှိပ်နှိပ်ပြီးတော့ဘယ်ကနေပဲထိပေါင်းနေတာလဲပေါ့နော်။အဲ့တော့ဒီ footin ကနေပြီးတော့ဒီ shotgun ရဲ့ above neutral ground level ဒီပေါင်းနေတာဆိုတော့ IT ကိုဆက်လက်ပေးလိုက်ပြီး under ခောက်ပေးလိုက်ပြီးရင် unit လေးထည့်ပြီးလို့ရှိရင် total ကွက်မှာဒီတစ်ခုပဲရှိရမှာเนาะ total ကွက်မှာ content မှာဒါတစ်ခုချင်းစီရဲ့ product တွေမြှောက်လက်တွေကိုထည့်ရမှာဒီ total ကကြတော့ဒီ content query ရဲ့ total ကိုပဲထည့်မှာအဲ့တော့ဒါကိုပို့တင်မယ်တင်ပြီးတော့တို့ကဒီ total total ဒီဒီ quantity နဲ့နော်ဒီ total ရအကွက်ကဒီ total နဲ့ပဲဒူက BE ကိုလင့်ချိန်မှာအဲ့တော့124 RCC ပေါ့ဒါတွေကလည်းရှင်းရဟိုင်းနဲ့ဒီခေါင်းစဉ်တွေကလင့်ချိန်ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီ exam ကတော့ link နေချိန်လို့ရတယ်နောက်တစ်ခု formula တွေထည့်ပြီးတော့သူ့ကို ခိုင်းလို့ရတယ်ပေါ့နော်ဒီမှာလဲ v lookup နဲ့ဒီຢာရိုင်ပိုင်းရှာလို့ရသေးတယ်နော်အဲ့တော့ဒီမှာတော့ဟိုအတွက်တာကိုပဲပြပြမှာဆိုတော့နော်ဒါလေးကို skip လုပ်လိုက်ပါမယ်အဲ့တော့ဒီမှာအဲဒါရှိမနေသေးဘူးပေါ့နော်အစာမှဒါကြိုးတွက်ထားဆိုအဲ့ဒီနေရာလို့ အလွတ်တွေဖြစ်နေမှာဖြစ်နေမယ်ဆိုရင်ဒီခေါင်းစဉ်ကိုလင်းချိန်လိုက်ချိန်ပြီဆိုရင်နောက်က quality ကိုချိန်မယ် quality ချိန်မယ်ဆိုတော့ equal ချမယ်ဒီဒီမရှမ်းမန့်ကိုသွားမယ်စောနာရွာရခဲ့တဲ့ total ကိုချိန်မယ် enter ခေါင်းမယ်ပြီးတော့သူ့ရဲ့ unit လေးကိုပါလိုချင်တော့ခါကြနောက်ကိုပါချိန်လိုက်အဲဆို double click ခောက်ကြည့်လိုက်တိလာဒီမှာလဲဒီဒီမရှမ်းမ J 54ဆိုရင်ဒီမှာဒီဒီမရှမ်းမ I I 55 I 55အော်ပါလို့ဒါ54ဖြစ်နေတာ ့အော် sorry ဒီမှာဒီမှာဟုတ်တယ်54เนาะအဲ့တော့ဒါဆိုလို့ CF ဆိုလို့ရှင် K ရဲ့54ဖြစ်ရမှာပေါ့နော် K ရဲ့54ဒီဒီမရှာမှာ K ရဲ့54ရမယ်เนาะ lin 5အဲ့လိုချိန်တာချိန်ပြီဆိုလို့ရှင်တို့ကဒီဒီဒီ builder estimate ဆိုတာကဘာလဲဆိုတော့ analysis of rate ဆိုတာရှိတယ် analysis of rate အဲရဲလို့ဖို့လို့လဲခေါ်ကြရဲပေါ့เนาะအဲ့စာအုပ်ရှိရဲအဲ့စာအုပ်ထဲကနေပြီးတော့မတို့ကအခြေခံစံနှုန်းများစာအုပ်ပေါ့အဲ့ကနေပြီးတော့စံနေကိုယူပြီးတော့မတို့ကတွက်အမှာเนาะဒီစာအုပ်ရှိတယ်အဲ့ဒါလေးတွေလဲ soft copy soft copy ရှိရဲပေါ့เนาะ soft copy ကနေပြီးတော့တွက်ကြည့်မယ် အဲ့တော့ဒီ1 to 4 and CD work ဆိုလို့ရှင်ရေလို့ဖို့ရယ် page number 24 item 1ကဆိုလို့ရှင် hand miss လက်ဖြော်ပေါ့เนาะလက်ဖြော်အဲ့တော့နောက်တစ်ခုက page number 28 30မှာဆိုလို့ရှင် item ရဲ့2နေရ6ရဲ့ဆိုလို့ရှင်သူက matching ပေါ့နော် by matching နဲ့လုပ်တယ်ဆိုရင်ဒီ item ကိုတော့ကြည့်ပေါ့ဒါတော့ကိုယ်အပြင်မှာဘယ်ဘယ်လို hamish နဲ့လုံပါလား matching နဲ့လုံပါလားအပြင်မှာလုံမဲ့ဟာအတိုင်းပဲကိုကသွားကြည့်ပြီးတော့ထည့်ပေးရမှာပေါ့နော်အဲ့တော့ဒီနေရာမှာလဲ ရှိမနေဘူးပေါ့နော်အဲ့တော့ yellow book ရဲ့ page number 24ကိုအရင်ကြည့်အောင် page number 24အမားကတော့ဒီမှာဟိုဟာဖြစ်ပြီးသားလို့ page number 24လို့ပြောလိုက်တာဒီမှာကတော့ဟိုခေါင်းစဉ်ရှင်းသွားအင်္ဂလိပ်လိုတမျက်နာမြန်မာလိုတမျက်နာပေါ့နော်အဲ့ကနေပြီးတော့မှဒီမှာတန်ကူကွန်ကရစ်လုပ်ငန်းလက်နက်ရောဆက်ချင်ငွေရင်းလဲဆက်ဖြစ်ရောဆက်ချင်ဒါတွေကိုတော့ကြည့်ရမယ်ပေါ့နော် အမဒီမှာလက်နေရောတန်ကူကွန်ကရစ်ကိုကြည့်ရနော်ရိုးရိုးကွန်ကရစ်လုံးရဲ့ဒါဆိုလို့ရှင်သူကတန်မပါဘူး plain concrete ကိုခေါ်မယ်ပေါ့နော်ဒီအားကတန်ကူကွန်ကရစ်အမတို့တွက်နေ reinforce concrete ပေါ့နော်အဲဒါဆိုလို့ဒီ 24i စာမျက်နှာ24ကိုကြည့်ရအဲ့တော့စာမျက်နှာ24စာမျက်နှာ24အဲ့နံပါတ်1တက်မှာဆိုလို့ရှင်သူကဟို ကိုအားတန်ရာတန်ရာကြည့်ပေါ့နော်မြန်မာလိုကြည့်ရစင်ပြေဆိုလဲမြန်မာလိုကြည့်အင်္ဂလိပ်လိုပဲကြည့်ကြတယ်ဆိုလဲအင်္ဂလိပ်လိုကြည့်ပေါ့နော်ဒီမှာဆိုရင်ခေါင်းစဉ်က reinforce concrete hammer ပေါ့နော်နံပါတ်1ကိုယူမယ်ဆိုတော့ reinforce concrete walk 1 2 4အချိုးနဲ့အောက်ကဟာကြတော့ဒီမှာအချိုးတွေသူကွာရဲပေါ့နော်ကိုသုံးမဲ့အချိုးတိုင်းကိုထည့်တွက်မယ်အဲ့တော့ဒီမှာ1 2 4သူကပေးထားတာကလည်းစံအတွက်ကဘလောက်အတွက်လဲဆိုရင်ဒီပေးထားတဲ့ဟာက100 cubic feet အတွက် နော်တရာကျူပီဖီအတွက်ပေးတာအဲ့တော့ဘာတွေပါလဲကြည့်အောင်ဒီမှာစီမန့်ပါတယ် cost aggregate ပါတယ် sand ပါတယ်ဒါတွေကိုကြည့်ချင်းအပြင်ဒါရ material တွေလို့သိရမယ်ခေါင်းစဉ်ကိုပေါ့နော်နောက်တစ်ခါဆက်ဖတ်လိုက်တဲ့အခါမှာဆိုရင်ဒီမှာက mansion ဒီမှာက worker mansion ဆိုတာကတော့ပယံအဲ့တော့တကယ်လို့ဒီမှာ mansion တွေပါကိုကအထိပယ်မသိဘူးဆိုလို့ရှိရင်အောက်ကမြန်မာလိုသွားကြည့်လိုက်နော်ဒီမှာပယံလို့ပါတယ်ပယံနောက်တစ်ခါကကြတော့ worker worker ကတော့လုပ်သားပေါ့နော် လုပ်သားတွေအဲ့တော့ဒါတွေကိုကြည့်ချင်းအပြင်မန်ဆန်နဲ့ဝေါ်ကာဆိုတာက၄ပါဆိုတော့ကောင်းစင်လေးအောင်ပါပါမယ်ဟာပေါ့နော်အဲ့တော့တို့ကဒီ yellow book ဆိုတာကဘာလဲဆိုတော့ဒီခေါင်းစင်တစ်ခုချင်းနော် one unit ပေါ့နော် one unit လို့ပြောရမလားဒီခေါင်းစင်တစ်ခုချင်းစီရဲ့အဲ့ခေါင်းစင်တစ်ခုချင်းစီရဲ့ material ရဲ့၄ပါကိုတွက်ထုတ်ပါသူကဆန်ဘလောက်တွက်ပေးထားလဲဆိုရင် 100GB အတွက်သူကပေးတာ ဒီတရာကျပင်းဖိအတွက်ဆိုရင်နဲ့စီမံဘီလက်မီက2080ပေါင်နဲ့ကုန်မယ် cost aggregate ဆိုရင်92ကျပင်းဖိကုန်မယ် sand ဆိုလို့ရှိရင်46ကျပင်းဖိကုန်မယ် mansan ဆိုလို့ရှိရင်2ရောက်ကုန်မယ်ပေါ့နော် hoka ဆိုလို့ရှိရင်15ရောက်ကုန်မယ်လို့ပြောထားတယ်အဲ့တော့တို့ရဲ့ရလာတဲ့ကျပင်းဖိမှာဆိုဘယ်လောက်ကုန်မှာလဲဆိုပြီးကသုံးချက်တွင်နည်းနဲ့ပြန်တွက်ပြရမှာပေါ့နော်အဲ့တော့နောက်တစ်ခုဒီမှာကိုသိရမှာဒီက material တွေကိုကြီးလိုက်တဲ့အခါမှာ အပြင်မှာဝယ်တဲ့ခါမှာလဲပေါ့နော်ဘီလက်မြေဆိုလို့ရှိရင်ပေါင်နဲ့ဝယ်ရမှာလားမဟုတ်ဘူးပေါ့နော်ဘီလက်မြေဆိုလို့ရှိရင်တို့ကအပြင်မှာအိတ်နဲ့ဝယ်ရအောင်အဲ့တော့အပြင်မှာဝယ်လို့ရတဲ့ unit အထိကိုပြောင်းပြီးတော့ပြောင်းလဲပြီးတော့တွက်ချက်ပြီးရခဲရမှာပေါ့နော်ဒီဒီ format မှာကြည့်ရနောက်တစ်ခါ course aggregate ဆိုလို့ရှိရင်ဒီက1 1.4တို့3 3မှတ်တို့တမတ်တို့ဆိုရင်ဒါက chipping chipping လို့ခေါ်လိုက်ရတယ်ပေါ့နော် chipping ပေါ့အဲ့တော့ name နေတော့ပြောင်းလို့ရတယ် name ဆိုတာကလည်းဟို တူလို့တူလို့တာပေါ့နော်အခေါ်ပေါ်အပြင်ခေါ်ပေါ်နဲ့ဒီထက်ခေါ်ပေါ်နဲ့ကွဲလဲနေအပြင်ခေါ်ပေါ်တိုင်းထည့်လိုက်လေးရတယ်ပြောချင်တာပေါ့နော်အဲဒီမှာ unit လည်းပြောင်းမယ်အပြင်ခေါ်ပေါ်တိုင်းညီပြောင်းလဲရတယ်ဒီမှာဆိုလို့ရှိရင် cement ကတော့23 cubic feet ဆိုအောင်မထည့်ဘူး cement လိုပဲယူလိုက်ပါနော်အဲ့တော့အဲ unit converter လေးတွေလည်းပါဘယ်ဟာဆိုဘလူဆိုလေးတွေဒီမှာမှတ်ဖို့လိုတယ်ပေါ့နော်နောက်တော့ဆန်ဆန်တို့ဒီ course aggregate တို့ chip in လို့ဆိုတာတွေအပြင်မှာဝယ်လို့ရှိရင် chip fee နဲ့ဝယ်ရတာသူတို့ကျင်းနဲ့ဝယ်ရတာပေါ့နော်ကျင်းနဲ့ဝယ်ရမှဆိုရင် အဲတချင်းမှာဆိုရင်တရားကျွေးပြဖြစ်မှာဆိုဘလို့ဘလို့တွတ်ရမှာလဲကျင်းဖွဲဖို့တော့ဘလို့တွတ်ရမှာလဲဆိုတဲ့ဟာရှိသေးရပေါ့နော်နောက်တစ်ခါဒီလီဘာရဲ့ခေါင်းစဉ်အောက်ကမန်ဆန်နဲ့ဝော်ကာကြတော့အပြင်မှာသူတို့ပတ်စံရှင်မယ်ဆိုလို့ရှင်ဟုတ်တယ်ဗျာလူဆိုတော့သူတို့တယောက်နှစ်ယောက်ပဲရှိမှာပဲလေနော်ပတ်စံရှင်လည်းတယောက်ကိုဘလောက်ဆိုရနေရှိမှာပဲလေနော် ဒီဘီလက်မြေလိုပါအောင်ကြတာအပြင်မှာပတ်စံသွားရှင်းပြီဝယ်ပြီဆိုလို့ရှင်လဲဘီလက်မြေတစ်ပောင်ဘလောက်ဆိုတာနဲ့ရှင်းတာမဟုတ်ဘီလက်မြေတိတ်ကိုဘလောက်ဆိုတာနဲ့ရှင်းတာပေါ့နော်ဒီအောက်က course aggregate တွေစက်နေဆိုလို့ရှင်အဲ့လိုပဲတဲတခြင်းကြောက်တခြင်းကိုဘလောက်လဲဆိုတာနဲ့သွားတာပေါ့နော်မတဲ one two three ကိုဘလောက်လဲဆိုတာနဲ့သွားတာမဟုတ်ဘူးအဲ့တော့အဲ့အတွက်ကြောင့်လို့သူကအပြင်မှာတကယ်ဝယ်မဲ့အပြင်မှာတကယ်ရှိတဲ့ unit တွေတိုင်းကိုဒီမှာတစ်ခါရဲ့ convert လုပ်ပေးခဲ့ရမှာနော်အဲ့တော့ဒီမှာ dahamis hamis ပဲရှိသေးတယ်နောက်တစ်ခါက မက်ချင်မက်ချင်ဆိုရင်28 30အဲ့လိုတစ်ချက်ကြည့်အောင်28ရဲ့30ရဲ့28 30 28မှာမှာဒီကဒီနံပါတ်1ဆိုလို့ရှိရင် Google Miss by Matching ပေါ့နော်အဲ့ဒါကိုမှာနံပါတ်1ဆိုလို့ရှိရင်136ချိုးပြီးတော့136လို့ကျင်တာမဟုတ်ဘူး124လို့ကျင်တာဆိုတော့ item number 2ပေါ့နော်သူ item number 2နဲ့ item number 2နဲ့6နဲ့ကိုပေါင်းပြီးတော့တွေ့မှာ 2 2နဲ့ save ကိုပေါ့မှာဘာလို့လဲပေါ့နော်တစ်ချက်ကြည့်အောင်ဒီ2နဲ့ဒီနာ identity စနစ်ကိုပေါင်းပြီးတော့တွက်ဘာလို့လဲဆိုရင် तू ကတဲ့တရား PN 15 bit above or below misser အဲသူကဒီ concrete ကိုဆက်ဖြင့်ရောဆက်ပြီးဘီလက်မြေ concrete ကိုတည်ယူလောင်းခြင်းပေါ့နော်ဒီမှာတန်ကို concrete တွေပြောရဲเนาะအပေါ်မှာတော့ရိုးရိုးဟိုလိုထင်နေမှာဆိုလို့ သူကခေါင်းစဉ်လျာကြတော့လေကွန်ကရစ်ရောဆက်ခြင်းကွန်ကရစ်လုပ်ငန်းဆိုတာပဲဖြစ်နေလို့အမှန်ရောမဟုတ်သူကတက်ကူကွန်ကရစ်ပဲပေါ့နော်အဲနံပါတ်6လေးနဲ့ပေါင်းကြည့်ရမှာနံပါတ်6ကဘာလို့လဲဆိုရင်မြန်မာလူကြည့်လိုက်ပေါ့နော်တက်ကူကွန်ကရစ်နံပါတ်1ပေါ့နော်ဆမပေတရာအကွာအဝေးအတွင်းဆမအတွင်းနှင့်ဆက်မအထက်နှင့်အောက်ဆန်း၅ပေတွင်ဒါအထက်မြင့်လို့ပေါ့နော် အထက်မြင့်လို့ပြီးလို့ရှိရင်ဒီဆက်နဲ့ဝေးတာတို့အဲ့ဒါတွေအတွက်သူကလုတ်သားတွေကိုတိုးပြီးယူလို့ရတယ်လို့ပြောတာ เนาะအဲ့တော့ဒီကကိုယ့်ရဲ့ project အနေအထားပေါ်မူတည်ပြီးတော့ခါကြတော့ကိုကဒီရဲ့လုပ်သားလေးတွေကိုလေးပါလေးတွေကိုဟိုဘက်က main item နံပါတ်1แท้ကိုဒါတွေကသွားပေါင်းပြီးတော့တွက်လို့ရတယ်เนาะအဲ့တော့ဘယ်လိုတွက်မလဲပေါ့အဲ့တော့ item နံပါတ်3ထဲမှာ sorry 2ထဲမှာလေးပါကပယံကသပင်းထားဦးလုပ်သားက3ယောက်လုပ်သား3ယောက်လို့ပေးထားတယ်ပေါ့เนาะအဲ့လုပ်သား3ယောက်လို့ပေးတယ် ဲ့တော့ဒီမှာဆိုလို့ရှိရင်တို့ဟာအမောယူလိုက်ရင်နံပါတ်5နံပါတ်6နံပါတ်6ရဲ့ foundation and floor ကိုယူလိုက်တယ်ဆိုရင်2ရဲ့6ရဲ့ wall ဒီ column ဒီတော့တို့မယူဘောနော် foundation ဒီနံပါတ်1ကိုပဲယူရ2ရဲ့6ရဲ့ယူလိုက်မယ်ဒါကတော့ဒီအပေါ်ကခေါင်းစဉ်ရလဲကိုယ့်ရဲ့ project နဲ့ပဲဆိုင်တယ်နော်အဲ15ပေထက်လားပေ30ထက်လားအဲဒါကတော့ကိုယ့်ရဲ့ project နဲ့ပဲဆိုင်တယ်အဲ့တော့ကိုယ့်ရဲ့ project က15ပေ เนาะเปีย195ใบအထက်ဆိုလို့ရှင်ရတော့နှစ်နဲ့6နဲ့မန်ဆန်အောင်အဆိုရင်နှစ်ထည့်လိုက်ဒီမှာတော့မန်ဆန်ကဘာမှကိုပေးမထားအောင်အဲ့တော့ဒီမှာသူကဟိုအပြောင်းလဲရှိနိုင်တာမလို့ပေါ့เนาะဒေါက်တရင်ပေးထားအဲ့တော့ဒီမှာဆိုရင်သူကလာပေါင်းလိုက်ရမှာဒီမှာမန်ဆန်က2ဟိုဘက်မှာကြီးခဲ့တာ foundation and flow ကိုပဲကြည့်ခဲ့တာเนาะအဲ့တော့2ရောက်ရယ်6ရောက်ရယ်ဆိုတော့ဒီမှာရှိပြီးသား3ရောက်အဝကားရှိပြီးသား3ရောက်ဆိုတော့ပေါင်းပေးလိုက်အဲ့ဆိုရင်တို့တွက်ပေးရမှာ2ရယ်9ရယ်ဖြစ်သွားမှာเนาะအဲ့တော့ hand mix နဲ့ဆိုရင်ကတနည်းအားဖြင့်ကြည့်ရတာ by matching ဆိုလို့ရှင်က item number 2ရယ် item number 6ရယ်ကိုပေါင်းပြီးတော့ကြည့်ပေးရမှာเนาะအဲ့တော့မတို့ estimate တွက်တဲ့အခါမှာဒီမှာကတော့ hand mix နဲ့ပဲတွက်လိုက်မယ်အဲ့တော့တတရာအတွက်ပေးရဆိုတော့အပိုင်ငင်းခံရမယ်ပေါ့เนาะ ူကဗီလန့်မြေကို100ကျပ်ပြီဖီအတွက်ဆိုရင်20 90ပေါင်လို့ပေးတာပြန်ကြည့်မယ်နော်မသေးကြဘူးစလီမာနော်တရာကျပ်ဖီအတွက်ဗီလက်မြေကို20 90ပေါင်လို့ပေးတယ် ဲ့တော့သုံးချက်တွင်နည်းနဲ့တွက်မယ်ပေါ့နော်။တရာကျူပီဖီမှာ20 90ပေါင်။ဒိုရလာတဲ့ကျူပီဖီမှာဘယ်လောက်လဲ။တရာ62ကျူပီဖီမှာဆိုရင်ဘယ်လောက်လဲလို့တွက်ချင်တယ်။အဲ့တော့ equal ချမယ်။ဒီ20 90 into တရာ62ဘိုင်းတရာဖြစ်ရမှာမလား။အဲ့ဆိုရင်ထွက်လာတဲ့ယူနစ်ကဒါပေါင်ပဲရှိသေးတယ်။နော်ပေါင်ပဲရှိသေးတယ်။ဘီလက်မြေကတအိတ်မှာဘီလက်မြေကတအိတ်မှာဘီဂျီနော်။တအိတ်မှာသူက132ပေါင်လေးရဲ့။ရတဲ့စက်နှစ်ပေါင်လေးရဲ့အဲ့အတွက်ကြောင့်မလို့သူကရလာတဲ့ ဟိုဟာကိုပေါင်ကိုအိတ်ဖွဲဖွဲခြင်းလည်းဖြစ်ရကြမလို့ဒီဟာကို132နဲ့စပေးရမှာနော်အဲ့တော့ဒီမှာ equal ချမယ်တွေ့ရလာတဲ့ဟာကိုသူ့ရဲ့တရားနဲ့စာ into 20 80 90 by 132စားလိုက်ရပါမယ်။အဲဒါဆိုရင်8ထွက်လာပြီပေါ့နော်။အဲတော့ဒသမကင်းကတော့နှလုံးလောက်ထားရင်ရပါတယ်။ နော်ရပြီအားဆိုရင်ချစ်ပင်လဲထူနီတူပဲချစ်ပင်လဲဒီလိုဆွဲချလိုက်ပေါ့ဆွဲချလိုက်တဲ့အခါမှာဆိုရင်တူကဒီအပေါ်ကလင်းချိတ်ထားတာဒီ162အဲ့တော့အောက်ကိုဒါကိုတူတူပဲ copy ကူးချင်တယ်လို့ဆွဲလိုက်တဲ့အခါမှာဆိုရင်သူကဆဲခွက်ကအောက်ကိုရောက်လာတာ။နော်အဲ့တော့ဆဲခွက်ဒီကိုကဘာလုပ်ချင်တာလဲ။မရွှေ့ချင်ဘူးဒီဆဲခွက်ပဲဆဲခွက်ကိုရွှေ့ချင်တာမျိုးမဟုတ်ဘူးဆိုလို့ရှင်ဘာလုပ်လို့ရလဲဆိုတော့ဒီဆဲခွက်ကိုလှောချလို့ရတယ်။ ဒီဟာကိုမပြောင်းချင်ဘူးမနော်ဒါကပုံသေးဖြစ်ချင်နေဆိုရင်အဲ့ဒါကိုလော့ချမယ်ဘယ်လိုလုပ်မလဲဆိုရင်သူ့ရဲ့ရှိန်မှာဒေါ်လာဆိုင်လေးတွေခံလိုက်ပေါ့နော် C ဆိုတာက colon colon ကိုလည်း lock ချလိုက်ပြီအမချလိုက်မယ်နော်ဆွဲလိုက်မယ်ဒါဖြစ်လာတယ် colon ပဲပြောင်းလာအဲ့တော့ဒီဟာလေးကနေဒီဘက်ကိုဆွဲလိုက်ဒီဘက်ကိုခေါက်လိုက်အဲ colon တော့သူပြောင်းမသွားဘူးဘာလို့ဖြစ်လဲဆိုရင် ာတော့ဖြစ်လဲကော်လန်တော့မပြောင်းဘူးဒီသူ့ရဲ့ row row ကွက်တီတော့ပြောင်းတယ်ဒီမှာဆိုရင် row က38တယောက်ကဟာဆိုရင် row က38ဖြစ်သွားတာမြင်နေနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ column ကို log ချပြီးရင် row ကို log ချကြည့်အောင်ဒေါ်လာဆိုင်လေးခန့်ကြည့်လိုက်အဲ့ဒါလေးကိုအောက်ကိုဆွဲချလိုက်တစ်ဘက်ကလစ်ခောက်ကြည့်လိုက်ဒါဆိုရင် column လည်းမရွှေ့တော့ဘူး row လည်းမရွှေ့တော့ဘူးနော်ဒေါ်လာဆိုင်ခန့်ရအဲ့တော့ဒီမှာမှတို့ edit လုပ်မယ်ချစ်ပင်ဆိုလို့ရှိရင်သူကဘယ်လောက်လဲပေါ့နော် ချင်းပဲဆိုလို့ရှင်92 stupid fee လို့ပေးတယ်အဲ့တော့တော်တရာ stupid fee မှာဆိုရင်92 stupid fee အဲ့တော့ရနေတဲ့162မှာဆိုလို့ရှင်ဘလောက်လဲလို့တွက်ချင်တာအဲ့တော့ equal ချမယ်ဒီဟာ into တို့ရလာတဲ့ဟာ by သူပေးထားတဲ့တရာဒါဆိုရင် unit ကဘာပဲရှိသေးလား stupid fee ပဲရှိသေးတာပေါ့နော်အဲ့တော့တို့က unit changes ကိုသိရမယ်1 stupid fee မှာဆိုရင် one two be free မှာကျင်းဖွဲ့ခြင်းလဲဆိုရင်တရား two be free ကိုအဲ two be free ကိုတရားနဲ့စားပြရမှာကျင်းဖွဲ့ခြင်းလဲဆိုရင်တို့ရရလာတဲ့ two be free ကိုတရားနဲ့စားလိုက်ရုံပဲเนาะအဲ့တော့ဒီမှာ two be free ရလာလဲဆိုတော့တို့ကထပ်ပြီးတော့ကျင်းဖွဲ့ခြင်းတော့တရားနဲ့စားပြလိုက်เนาะအဲ့တော့ဒီမှာ တို့ရဲ့ရလာတဲ့တုတ်တယ်ကိုသူပေးထားတဲ့တရားနဲ့စားတယ်။သူကမြောက်ခိုင်းတာကတို့ quantity 192ပြီးရင်ဒါ cube fee ပဲရှိသေးတာကျင်းဖွဲ့ကျင်တာဖြစ်တဲ့ကြောင့်ရလာတဲ့ cube fee ကိုတရားနဲ့ထပ်စားပြီးတော့ကျင်းဖွဲ့လိုက်ပါတယ်။နော်ဒါဆိုရင် unit ကကျင်း SUD S set ဆိုတဲ့ကျင်းရသွားပြီ။နောက်တစ်ခါ set တဲလဲအဲ့လိုပါပဲ။တဲလဲသူရဟာကြတော့ quantity ကတော့46လို့ပေးထားတယ်။အဲ့တော့တို့ကဒီနေရာမှာ92ဆိုတဲ့နေရာမှာ46ဆိုတာလေးပြောင်းလိုက်ရုံပါပဲ။ ရမယ်နော်အဲ့တော့တို့ရဲ့ရလာတဲ့ Jupy Fee ကိုသူပေးထားတဲ့တရား Jupy Fee နဲ့စားတယ်အဲ့ဆို Jupy Fee Jupy Fee စင်ကြည်သွားပြီသူပေးထားတဲ့ quantity က46 Jupy Fee အဲ့တော့46 Jupy Fee ဆိုတာရတယ်အပြင်မှာ46 Jupy Fee နဲ့ဝယ်လို့မရအောင်ကျင်းနဲ့ဝယ်မှာဖြစ်တော့ဒါကြောင့်မို့ Jupy Fee ကိုကျင်းဖွဲ့ကျင်တော့တရားနဲ့စားလိုက်တယ်နော်အဲ့တော့၄ပါလဲအဲ့လိုပဲ၄ပါကကြာတော့ဘယ်လိုဖြစ်မလဲဆိုရင်သူ့ရဲ့၄ပါက95ရောက်ဝက်က95ရောက် ော်တတရာအတွက်ပေးရပဲเนาะတရာအတွက်ပေးရပဲဆိုရင်ဒီတရာစားထားတဲ့ဟာတွေအတူတူပဲနောက်တော့အင်တူမြောက်တဲ့နေရာမှာသူကကွဲသွားမှာမြောက်တဲ့နေရာမှာ2ရောက်ရဲ15ရောက်ရဲထည့်လိုက်အောင်မယ်2ရောက်ရဲဒါအောင်ဆွတ်ချလိုက်ဒီနေရာ2ဆိုတဲ့နေရာမှာ15လေးပြောင်းလိုက်ရပါပြီညမယ်เนาะထမယ်လို့ထင်တယ်။အဲတော့ဒါဆိုလို့ရှိရင် BE format link ချိန်တာပြီးသွားပြီ။အဲတော့ BE မှာဘာတွေရလဲဆိုရင် material quantity လေးပါးရဲ့ quantity လေးရတယ်။နော် rate ကတော့ဘယ်မှာမှထည့်လဲဆိုရင်ဒီ BQ ဆိုတဲ့ format ကြမ်းမှာ rate ထည့်တာ။နော်အဲ့တော့ video ရမ်းရှိသွားမှာဖြစ်တဲ့အတွက်ကြောင့် solo ဟို solo video ရမ်းရှိသွားမှာ solo ပေါ့နော်ဒီလောက်နဲ့ရမ်းလိုက်ပါမယ်။အလုံးနားလဲမယ်လို့မျှော်လင့်ပါတယ်။